နာရိုးသုံးယောက်လို့တခါမေးလေဒီအတန်တခါမေးလေဒီအတန်မင်းဦးနာဟိုနာကျိုးသုံးယောက်ပဲလောင်းတဲ့နာကျိုးကအော်တယ်နာကျိုးဆိုတော့နာသာနဲ့ပဲညုံတယ်ပဲညုံပဲညုံလို့ဆိုတယ်ပဲဝယ်မဲ့နာကျိုးကလှမ်းခေါ်လိုက်ပဲညုံတယ်နာအောင်လို့ဆိုတယ်အင်းကြီးတို့ငါမမြောင်နဲ့ကျောင်းတော်မို့ငါကားနေလို့ခေါ်တာဘာပြောကောင်းလဲနာကျိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်သူ့သူကြီးကလည်းနာပဲ အကြီးကလှမ်းမေးလိုက်တယ်ဟာမနှုံးတော်ရလားနှုံးလို့ဆိုတဲ့ဥမေရိုးကြတယ်နောက်အမှုစီကြီးတော့ဟဲ့နင်တော့ကနှာရုံကိုညာလို့ညာရဟာလို့အကုန်ပြန်လွှတ်ရထိုးမှမထိုးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးပြလို့မှမရပဲသုံးတော့တလုံးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတခါမေးလည်းမထူတခါမေးလည်းမထူဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက် ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတော့ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားကျင်လို့ကိုတောက်ကျင်လို့တောက်ဥပမာဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ခရီးလှူတဲ့ဌာနဘုန်းကြီးလှူတဲ့ဌာနအသီလရင်လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကျွေးတဲ့ဒါနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာ မှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘေဒါနပဲပြုပြုဘယ်ကုသို့ပဲပြုပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကြုံနဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကြုံဒါနကြီးပြုပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းသလားပြု့ ခိုင်ဘူးငွေ30လိုပဲအကျုံနဲ့နတ်ပြည်တောင်းပါလို့ကောခိုင်းကြလားပြိဿခိုင်ပါဗျာအကျုံနဲ့ဗြမပြည်တောင်းပါလို့မြန်ခိုင်းကြလားမခိုင်းပါဘူးမခိုင်းပါဘူးဘာလို့မခိုင်းကြလဲဒါနသည်ခိုင်းနိုင်တဲ့တတ်တိမရှိဘူးသူ့ကိုပြုတဲ့အကျောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကံမတတ်တိလေးတော့သူ့မှာရှိတဲ့ဓာတ်ပြကောင်းပြီ အဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိတာအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစည်းပြီးတော့ကထိန်ခင်းနဲ့သင်္ကန်းကတ်တဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေရိဧကရိစัจဝရိမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်ဣဇ္ဇတတန်တော်မှာတန်ရာရှိအောင်အတောင်းခိုင်းနေတာကလောဘပြု့ ဒေတာကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါပြည့်ဒါနပြုတန်တရာရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်တရာရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်တရာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘဒေတာကြီးဘယ်သူတွေမျိုးလောဘပါဗျာဒါပြည့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြိဿ လောဘဥစည်းမလူရင်ပရိသတ်ကြီးတန်တရာရှိပါဦးမလားမရှိပါဘူးခင်ဗျာဒါဖြင့်ဒါနပြုတန်တရာရှိတယ်ဆိုတဲ့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီလားအဲရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကခွန်ကြီးတို့ ။အော်ဓမ္မပဒကထုတ်ခေါ်มาဖြစ်ပါ။ဓမ္မပဒဘိက္ခုဝဲပြင်ဆက်ကဒါရကပုံနာကြီးကိုခေါ်ကြီးခေါ်မလို့။ဘုရားကိုယ်တော်မြတ်ကြီးသည်စေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တည်ရင်30သာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံသားကြီးရှိတယ် ပြင်ဆက်ကဆိုတာပြင်ဆက်အက်ကဒါရကပေးငါဘာသောမုံမုံမြက်မြက်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါရကဆိုတာဘုန်းကြီးတို့ငါဘာသောမုံမုံမြက်မြက်ဥဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအိဗယ်ရဒီအိဗယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇက်ထုံနံမယ်လေးတက်လိုက်မယ်ဆိုရင် မပေး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 ဆိုတဲ့အမိအဖျင်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲမောင်ရဲ့ရွှေခွက်မဟုတ်ပါဘူးဒီနေ့ဗာဇတ်ထုတ်ဟောင်းပါလဲမေးရင်လူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေး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 ဇတ်ထုတ်ပါဗျာအေးသားကြီးဒီနေ့ဘုန်းကြီးဗာဇတ်ထုတ်ဟောင်းပါတော့ဆိုလို့တော့ကောင်းတော့မပေးပေးပေးခံကြကဲဒါဖြင့်ကောင်းပြီ အဲ့ဒီတဝတ္ထီမြို့မှာနံပါတ်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဒီနော်နှာကျိုးတွေပြန်ပြန်လျော့သွားတဲ့တံပတ်က အဲ့ဒီပုံသားကြီးနဲ့ပုံသေးမကြီးဥပွဲကျင်နဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပါပါဗျာပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆွမ်းကံကြွတုံးကပြောရအောင်မမန္တလေးဆွမ်းကံကြွတုံးကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတခွေးအကြမ်းမကန်ကြီးနဲ့ဆေးဘော်လေးကြီးလက်ကျန်းညှခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်းထောင်းနဲ့ ဘုန်းကြီးတို့ကလည်းတဇွန်ရနဲတာမှတ်လို့ဒီလိုတဇွန်ချင်းရှောက်စုရတာတနှတ်စာအတွက်လွယ်တာမဟုတ်ဘူးအဲဒီလိုရှောက်ပြီးစုရင်းစုရင်းနဲ့ဆွန့်ခံလိုက်တာဆွန်းစလုံးကြီးအငွေတစ်ထောင်ထောင်ဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆွန်းထမလောင်းဟေးဒေါ်ကြီးကိုတော်လေးကြွလာတယ်မနိနေဘူးလှပြီးဆွန်းထွက်လောင်းပါဘုန်းကြီးလူတွေနဲ့တူပါရဲ့မနိဆိုတာအုတ်ခေါင်းပြောတာ ကြားသေးဘူးတော်ကြီးကအေးတော်ကြီးကိုရောလေးရနေတယ်မနှိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နေတော်ကိုရံထွက်လောင်းဝင်ရဲကြီးတာမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုရံထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေး ဆွန်းစလုံးကြီးကန်းပြီးတော့ဘောက်ဘက်ဘောက်ဘက်နဲ့မြေကြီးနဲ့ယံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းနာပြင်းနာတကားတို့ကျုပ်နဲ့ရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ခါကြီးဒဇွန်းချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးညာဇလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွင်ထက်ကျုပ်ကတော့ပြုံး တရာတရားရှိတာမရှိတာပါထားဒီဖိုးကြီး၂ယောက်၃ယောက်လောက်တွေ့ရငါတပိတ်ပြေးသဟဒါကျွတ်တော့ဘက်ကတွေ့ခေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုတော်တွေကြံသေးသနော်ကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုတော်တွေကြံသေးသနော်နောက်သူကြားတော့ဘာပြောတော့လူပြင်းနေရဲ့စကားပေါ့မှတ်ချင်မှတ်ထားပေါ့ အဆုံးလောင်းလာပဲတဲ့ဖောက်တယ်ထားလောင်းမလို့နိုင်ပါဘူးကုံသားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းနာပြင်းနာတကားတို့ဒါကြောင့်နတ်ပြည်မှနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီးတစ်ထောင်တောင်ရှိသည်နတ်ပြည်အော်ဟိုလဲနေတဲ့ဟာကြီးကရှိတာဟုတ် ်ရေကအဲ့ဒါဘာတော့ယဟစီးဘူးလားအင်းအင်းချားရောဟုတ်တယ်ယဟတို့ချားလို့ဆိုတာရှိတာဗျာတော့မေးကြည့်ရအော်အဲ့ဒါရှိတော့လဲသူ့ဝိမာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမည်းတော်ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆိုသူပြိဿညေအောင်ထိန်းတတ်တဲ့ခွန်ကြီးပါအဲ့ဒါကြကျုပ်မနိုင်ဘူး လန့်တော့អော်မှာပဲဒီထဲမျိုးတစ်မျိုးကျုပ်မြောက်ဝဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်ခေါ်မျက်နှာချင်းဆိုင်ပြိုင်သားမှာငါနိုင်အောင်អော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပမကြီးကဒိန်ဒိန်ဒိန်တွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတိမ်မိမုံကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်ဒိန်နဲ့တွန်းလှက်အဲ့ဒီတပွဲတော့ခေါင်းကြီးအရှုံးပေးတဲ့ ငေါဒီလိုတရိษံနဲ့ကြံဒီကံနဲ့များရှင်ပြီးတော့ခမားတို့ပြိုင်ချထားလို့ရတော့ကျုပ်ဘယ်တော့မှမဟောမင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းညာမှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက်ကတူမြကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ကြီးလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတမျိုးကြီး